ကိုကအရင်ကအင်္ဂလိပ်စာအရင်ညံတာကိုဆရာကြီးဖြစ်နေပြီနော်ညီလေးဟုတ်လေကိုတို့အဲဲမစားလို့ကွာအမြစ်တွေပဲမာတာလေကိုအမြစ်တွေနေပဲဆက်လုပ်နေပြီနော်ဟုတ်ဟုတ်ပါပြီအချိန်လေးပါလဲပြီနော်တို့ကဒီကော်ပီစင်မကြိုက်ဘူး ဟိုပဲရှင်တော့ခန်းစားချက်တွေပါကောင်းပါနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ဖန်တီးထားတဲ့စက်ကောင်တွေပါခင်ဗျဟုတ် happy ending လေးပေါ့ happy ending လေးကပြောရတယ်ပေါ့အဲလက်တွေ့ဘောမှာ happy ending တွေကခက်ခဲမှုတော့ရှိတယ်ဒါပေမဲ့အဲလို happy ending ဇလန်လေးတော့ကြိုက်ပါတယ်ဟုတ်စကားလေးကတော့36လမ်းရဲ့နေရာဒီ summer last story လေးပေါ့အဲအဲ့ထဲမှာအဲစနုဆိုင်အကောင်လေးနဲ့အဲအင်္ဂလိပ်စာသင်တဲ့ကောင်မလေးရဲ့ ချစ်ဇလန်လေးပါပဲဟုတ်ချစ်ဇလန်ရိုးရိုးလေးပါဟုတ်အဲအဓိကအမှကျွန်တော်ဒီဇလန်ကိုစဖြစ်တော့ location ကစတာပေါ့နော်ဒီဆန်တုဆိုင်လေးကိုကျွန်တော်မြင်လိုက်တယ်မြဲချိန်မှာဒီဆန်တုဆိုင်လေးကိုမြင်ပြီးကျွန်တော်ရုပ်ချစ်တစ်ခုဖန်တီးခြင်းတယ်ပေါ့အဲ့ကနေပဲစတင်ခဲ့တဲ့ဇလန်လေးပါအဲ့ဆန်တုဆိုင်လေးမှာပဲ base လုပ်ပြီးတော့ဇလန်ရေးခဲ့တာပါတော့ခန်းစားချက်တော့ပါကောင်းပါတိုင်းပါတယ်ဒါပေမဲ့ကျွန်တော်ဖန်တီးထားတဲ့စက်ကောင်လေးပါခင်ဗျဟုတ်အဲပထမပေးထားတဲ့နာမည်ကတော့ Beyond the Road လို့ပေးထားတာ Beyond the Road က အဲဟိုပေါ့စဉ်းစားရလဲခက်ခဲရှိနိုင်တယ်နာမည်ကလည်းအင်္ဂလိပ်နာမည်ဖြစ်နေပေါ့အဲ့တော့ကျွန်တော်ဒီနေရာဒီ36လဲနေရာဒီဆိုတော့နေရာ36လို့ပြဖြစ်သွားတာပါခင်ဗျအဲကျွန်တော်ကရုပ်ရှင်တစ်ခုလုပ်မယ်ဆိုရင်အဲ music တွေပါတာကြိုက်တယ်ကြိုက်တော့ဒါဒီချင်းကလည်းကျွန်တော်နည်းနည်းလေးကြွားရမယ်ဆိုကျွန်တော်ညီရေးမိတာပေါ့နော်ကျွန်တော်ရင်းပေါ့အဲသူနဲ့ကျွန်တော်အိမ်မှာအမြဲတူရှိတယ်ဒီဇလန်းစံညွှန်းရေးတဲ့အချိန်မှာဒီလေးဒီနေရာလေးမှာဒီချင်းလေးထည့်ခြင်းတယ်ဒီနေရာမှာချင်းထည့်ခြင်းတချင်းသုံးပုတ်ရေးပြီးတယ်ကျွန်တော်ဒီကားအတွက်ကိုအဲသုံးပုတ်ရေးထားတယ်သုံးပုတ်လုံးလေးဒီကားထဲမှာပါပါတယ်ပေါ့နော်အဲ့တော့အားလေးနောက်ကြိုက်တဲ့တော့ဝမ်းသာပါတယ်လို့ အဲမင်းဖိုးကဒီထဲမှာတော့အဆိုးရောအဲနာမည်မကြီးရဲ့အဆိုးရောပေါ့နော်သူခွေခွေထုတ်ထားတယ်မပေါ့ဘူးပေါ့နော်အဆိုးရောဆိုတော့မင်းဖိုးကတော့အဆိုးလဲရတယ်အဆိုးရတော့ဒါကျွန်တော်တချင်စကားမှာကျွန်မညာခြင်းဘူးဟိုဟာမင်းသားကိုလည်းချစ်ဆိုရမယ်ဆိုတဲ့နဲ့မင်းသားဖြစ်ရပေါ့အဲ့တော့ကျွန်တော်တို့ဟိုဟာဒီအပရိုဆာနဲ့တိုင်ပင်တဲ့ခါမှာမင်းဖိုးကိုရွေးချယ်ဖြစ်တယ်အပြီးတော့မတက်ထုံးပေါ့အဲမတက်ထုံးလည်းဟိုဟာပေါ့ပရိုဆာဘက်ကရွေးချယ်ပြီးခဲ့ရပေါ့ဟုတ်ကဲ့အားလုံးစင်ပြေပါတယ်ခင်ဗျဟုတ်အမှန်တော့ဇလန်လေးကဟိုဟာရိုးရိုးလေးပါပဲ ရိုးတာမန်အချက်စလန်လေးပါဒါပေမဲ့ presentation style လေးတခုကြောင့်ဒါစိတ်ဝင်စားမှုခံရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဇလန်လေးကဒီလိုမျိုးအားလုံးကလည်းဒီလိုမျိုး presentation လေးစိတ်ဝင်စားလို့ဒါဒါကြီးကျင်ကြတာပါအဲ့တော့ ပြောရတဲ့နေခက်တာပေါ့နော်သူတို့ကြိုက်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဟုတ်ကျွန်တော်တို့ကတော့ဟာဖန်တီးပြီဆိုရင်တရားရကနိုးပြစ်လို့တယ်ကျွန်တော်တို့ရှိသမျှကိုစမ်းညာစွာထုတ်တယ်ဒါပေမဲ့အချိန်ကြီးပေးတာရှိတာပေါ့နော်ဒါလည်းဘာပြောဒီ limited budget တွေရှိရယ် limited schedule တွေရှိရယ်အဲ့ထက်မှကျွန်တော်အကောင်းဆုံးဖြစ်အောင်ရုန်းကန်ကြရတယ်အောင်းလည်းပြင်ပန်းကြရတယ် အဲအဲ့လိုမျိုးလုပ်ခဲ့ကြတဲ့ project ပေါ့နော်အဲ့တော့ရှင်းတတ်မှုရှိပါတယ်အဲချစ်လက်ချစ်ပါတယ်ဒီ project ကိုအာမိဖုံးကအရန်ဟိုတော်တယ်တော်တယ်ရန်လည်းတော်ကြောကြောကြတယ်မင်းသားတွေမှာပါတာပေါ့နော်သူကချင်းဆိုလည်းရန်ကောင်းတယ်အဲ့တော့ harmony ပါရဆက်သွားရတာ second အတန်တွေပါဆိုနိုင်တာအဲတချင်းပညာကိုသူတော်ကောင်းကောင်းဆိုတဲ့ထဲမှာပါတာပေါ့နော်ပါတဲ့ချိန်မှာကျွန်တော်တွေ့ရဲ့ချိန်မှာတော့ကျွန်တော်လိုချင်တဲ့မှုတွေတော့နည်းနည်းလေးညှိနှိုင်းကြရတယ်အဲကျွန်တော်လည်း experience ပြအောင်မဆိုချင်ဘူးအဲပေါ့ပါပဲဆိုချင်တယ် အဲ့လိုမျိုးလေးရောညှိဖြစ်တယ်ပေါ့သင်းပုံစံ style လေးတွေပုံမူတည်ပြီးတော့မင်းဖုန်းနဲ့တန်သွင်းရတာအရန်စင်ပြေတယ်နောက်တော့ဆိုထားတာတော်တော်ရှိတတာပေါ့တတာလည်းမျိုးသီး version နေနဲ့ဆိုပေးထားတယ်တတာလည်းရမ်းတော်ပါတယ် happy ending လေးတွေပေါ့ happy ending လေးကပြောရတယ်ပေါ့အဲ့လက်တွေ့ဘောမှာ happy ending တွေကခက်ခဲမှုတော့ရှိတယ်ဒါပေမဲ့အဲ့လို happy ending ဇာတ်လမ်းလေးတွေကြိုက်ပါတယ်ဟုတ်ကျွန်တော်ထင်မထားဘူးຫນွေရိုက်36ကျွန်တော်ပိုင်လော့ project ဖြစ်လာမယ်လို့ကျွန်တော်မှအဲ့လိုစဉ်းစားထားတဲ့ project တွေရှိရပေါ့ဒါပေမဲ့ဒီຫນွေရိုက်36လေးကမဟာမှာကျွန်တော်ရိုက်ပြီးလိုက်တယ်အဲအားလုံးကအဲ့လိုပေါ့စိတ်ဝင်စားမှုခံရတဲ့အတွက်ဒီလိုပွဲလေးဖြစ်လာတယ်ပေါ့ ဲ့အတွက်လည်းကျွန်တော်ရမ်းပျော်ပါတယ်လို့ကျွန်တော်ကတချင်းဆိုရင်လည်းတေးတေးဆိုဆိုရင်ကြိုက်တယ်အတွေ့အသူဆိုဆိုရင်အဲအင်ဂျင်ရှင်နားထောင်ရတာ authentic ဖြစ်တယ်ပေါ့စစ်မှန်တယ်လို့ခံစားရတယ်အဲ့ဒါပဲရုပ်ရှင်မှာလည်းကိုယ်တိုင်ရေးကိုယ်တိုင်ရိုက်တဲ့ writer ဆိုလည်းကြိုက်တယ်အဲ့တော့ကိုယ်တိုင်လည်းပေါ့အဲရေးရတာနည်းပါတယ်ကျွန်တော်ဆိုရေးရစညကားဖို့လောက်ပဲရေးနိုင်ပါပါ အဲ့တော့ကိုရိုင်းကြီးကိုရိုင်းကတော့စိတ်ချမ်းသာဆုံးပေါ့ဒါပေမဲ့လည်းကျွန်တော်ချားစံညွှန်းလေးဆိုလည်းကျွန်တော်ခိုက်ဖို့အတွက်ကြိုးစားနေပါတယ်လို့ဟုတ်အဲအကောင်းဆုံးပေါ့ကိုရိုင်းကြီးကိုရိုင်းရဲ့ဆိုတော့ကိုသားသမီးပဲပေါ့အဲကိုစိတ်ကြိုက်ပုံဖော်လို့ရတယ်အဲစံညွှန်းရေးဆရာကိုတိတ်ငဲဆရာမလို့ဘူးကျွန်တော်ကလေးစားမှုထားရတာကိုကျွန်တော်သူများစံညွှန်းရိုက်ပေးရိုက်ပေးမှုတယ်အဲ့ဒီမှာသူများစံညွှန်းကိုကျွန်တော်ပြင်ကျင်တယ်ပေါ့ဒါပေမဲ့စံညွှန်းဆရာရဲ့လူပညာကိုလည်းလေးစားမှုကရှိနေတဲ့အချိန်မှာကိုမပြင်ဖြစ်ဘူးပြင်ဖြစ်တဲ့အချိန်မှာကိုရဲ့ style လုံးဝဖြစ်မနေဘူးပေါ့နော်အဲ့လိုမျိုးကြီးဂျုံခဲ့ရတော့နောက်ပိုင်းကျတော့ကျွန်တော်ပြင်ခွင့်ရမယ် ကျွန်တော်ကိုယ်ရေးတာကိုပဲပို့ပြီးတော့လုပ်ဖြစ်မယ်ထင်တယ်။ဟုတ်ပါတယ်ကျွန်တော်ကရေးထားပြီးသားဇက်ကခုလောက်ဆို၅ဘုတ်လောက်ရှိရပေါ့။အဲ့တော့အဲ့ချက်လည်းပုံကြီးမှရှိချင်မှရှိတာတော့မှာပေါ့နော်။ဘောကမှအဲ့လောက်လည်းမရင်းနိုင်အများကြီးလေ။အဲ့တော့အဲ့လောက်လေးဆက်လုပ်ဖို့ရှိရပေါ့။ကိုယ်ရေးအေးကိုယ်ရေးရိုက်ပဲဖြစ်မှာပါ။အဲတခြားပေါ့တခြားဇညုံကကျွန်တော်ကြိုက်တဲ့ဇညုံဖြစ်လာမယ်။ကျွန်တော်လည်းပြင်ဆင်ခွင့်ရမယ်ဆိုရင်တော့ရိုက်ဖြစ်မှာပါခင်ဗျ။အဲဒါလေးကိုမနေ့ဖန်၁၈ရက်နေ့မှာမဟာ application မှာပြသတော့ပါမယ်။အဲကျွန်တော်တို့ချစ်ခင်စွာနဲ့ရိုးသားစွာအားပေးကြပါဦး။လူရှင်းစွာအားပေးကြပါဦးပြောချင်တာပါ။